ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Anatoly Malkin ကိုမကြေဝဲမှာလဲပထမအချိန်မှာအမှောက်သိပ်ပြမယ်လို့ကြုံဝါလိုက်တဲ့ Ruru Umagain အကြောင်းအနေဒီနေ့မနက်ကချပြသွားခဲ့တဲ့1173ပြန်ပွဲမှာပါဝင်လာမယ်တွဲဆိုင်နှစ်ကဆိုင်ရဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဝမ်ချမ်းမြန်ရှိကတော့ဒီနေ့နေ့လယ်ပိုင်းကဂျပန်မှာကျင်းပမဲ့1173ပြိုင်ပွဲအတွက်သတင်းစာရှင်းလင်းပွဲကိုလှုပ်ဆောင်သွားခဲ့ပါတယ်။ အဆိုပါသတင်းစာရှင်းလင်းပွဲကို heavyweight တန်းချန်ပီယံ Ruru Umake နှစ်ထပ်ကွန်းချန်ပီယံ Malikin ဂျာဗီယာ featherweight တန်း kickboxing ချန်ပီယံ Noidi featherweight တန်း kickboxing ချန်ပီယံ Superbon flyweight တန်း MMA ချန်ပီယံ Yuya Wakamatsu ဂျပန်နာမည်ကျော် kickboxing fighter Takeru Yuki Rosa တို့နဲ့ CEO Chetri ကတက်ရောက်ခဲ့ပါတယ်အဆိုပါတရင်းသာရှင်းလင်းပွဲမှာ1173ပြိုင်ပွဲမှာပါဝင်လာမဲ့အဓိကခေါင်းပွဲနှစ်ပွဲကိုတည်ဝင်ချပြသွားခဲ့ပါတယ် အဒီကခေါင်းပွဲနေရာမှာတော့ featherweight တန်ကစ်ပေါင်ဆင်ချန်ပီယံလူပဲဖြစ် super bone နဲ့ noiri တို့ကရင်ဆိုင်ထိုးသက်သွားကြမှာဖြစ်ပါတယ်ဒုတိယခေါင်းပွဲနေရာမှာတော့မြန်မာပြည်သက်တီအလွန်စိတ်ဝင်စားနေတဲ့ heavyweight တန်ချန်ပီယံလူပဲမချေပွဲဖြစ် ru umagain နဲ့ anatoly malikin တို့ကရင်ဆိုင်ထိုးသက်သွားကြမှာဖြစ်ပါတယ်ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ final နေရာလုံးဟာမျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ကြပြီး face off season တွေကိုလှုပ်ဆောင်ခဲ့ကြပါလိမ့်။ CEO ချက်တွေကတော့ဒီပွဲမှာတယောက်ယောက်ကပွဲချိန်တွင်းမှာအဆုံးသတ်ပြလိမ့်မယ်လို့ကြေငြာထားပါတယ်။ ဒီဒီချိန်ကအထက်ကန်ဝိုင်းနဲ့ကျင်းပမှာဖြစ်တဲ့ကြောင့်မလို့တရားရုံးကတော့ပွဲသိမ်းနိုင်တယ်လို့ချက်ထရီကဆိုပါတယ်။မာလီကင်ကလည်းသူ့အနေနဲ့မချေပွဲမှာရူရူဦးမာကင်းကိုရအောင်အမောက်သိမ်းပြမယ်လို့အပီပင်ကိုချုံသွားသွားပါတယ်။ရူအမကင်းကတော့အနက်တိုလီမာလီကင်ကိုပထမအချိန်မှာပဲအမောက်သိပ်ပြမဲ့အကြောင်းအခုလိုမျိုးကြုံသွားသွားခဲ့ပါတယ်။ဒီပွဲကတကယ်ကိုထူးခြားတဲ့ပွဲကြံတဲ့ပွဲဖြစ်လာမှာပါ။မာလီကင်ကိုကျွန်တော်တစ်ချိန်အနိုင်ပြပေးပါပြီ။သူကတကယ်ကိုအလဲထိုးပါဝါရှိပါတယ်။ဒါမဲ့သူကျွန်တော်ကိုမနိုင်နိုင်ပါဘူး။ ဒီပွဲမှာသူ့ကိုပထမအချိန်မှာပဲပွဲသိမ်းပေးမှာပါကျွန်တော်သူ့ကိုသေချာပေါက်ပွဲသိမ်းပြပါမယ်ဆိုပြီးစီနီဂိုလူတန်ကြီးကလေတိုက်သွားခဲ့တာဖြစ်ပါလေမာလီကင်နဲ့ရူရူမချေပွဲကဒီတစ်ချိန်မှာပိုကြည့်ကောင်းမယ်ထင်ပါလေဘာကြောင့်လဲဆိုတော့ဒီပွဲကိုဒီတစ်ချိန်မှာတန်စကဝိုင်းထဲမှာကျင်းပသွားမှာဖြစ်ပါလေအရင်တစ်ခေါက်ကမွေထိုင်းချိုးဝိုင်းထဲမှာကြည်ရတဲ့တကြောင်မလို့ MMA ပြည်သက်တွေနေနဲ့အကြိုက်မတွေ့ခဲ့ပါဘူးမွေထိုင်းချိုးဝိုင်းမှာတိတ်တောင်းလို့ရင်လည်းလောရတဲ့ဖိုက်တာတွေအတွက်အဆင်မပြေပါဘူး ။ဒါကြောင့်မလို့ CEO ချက်တူကိုယ်တိုင်ကဒီပွဲမှာတော့ပွဲသင်းရလက်တစ်ခုထွက်လာမယ်လို့ကြုံဝါထားတာဖြစ်ပါတယ်။ပြီးတော့မာလီကင်ကအရင်လိုဝိတ်တင်ချတွေလှုပ်ထားရခြင်းမရှိပါဘူး။ပြီးခဲ့တဲ့ပွဲမှာဆိုရင် မာလီကင်ကရူရူမာဂိန်းနဲ့မထိုးသက်ရခင်က Ryanian Derrida နဲ့ Middleweight တန်းချန်ပီယံလူပွဲထိုးသက်ခဲ့ရတာပါ။အဲ့ဒါကြောင့်မလို့ heavyweight တန်းကနေ middleweight တန်းကို weight တင်ချလှုပ်ထားရပါတယ်။ Ryanair Derrida နဲ့ပွဲပြီးတော့လဲ Ruru Marquez နဲ့ထိုးသက်ဖို့ weight ကိုပြင်တင်ရပါတယ်။ ။ဒါကြောင့်မလို့နက်တိုလီမာလီကင်းနဲ့ဝိတ်တင်ချတွေတော်တော်ကိုလှုပ်ဆောင်ထားရတာပါ။ဒါကြောင့်မလို့အဝိတ်တင်ချတွေလောက်ထားတဲ့ကြောင့်မလို့ဆွမ်းဆောင်ရင်ပိုင်းကလည်းအနေငယ်ထိခိုက်နေတာဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်။ဒီဒီချိန်မှာတော့မာလီကင်အနေနဲ့ဒီလိုမျိုးလှုပ်ဆောင်ထားရခြင်းလုံးဝမရှိပါဘူး။ဘူရူအူမာကင်းနဲ့ပွဲပြီးကြတဲ့ကမာလီကင်ကဖေပွဲစဉ်မှာထိုးသက်ထားခြင်းမရှိပါဘူး။ဒါကြောင့်မာလီကင်ရဲ့အကောင်းဆုံးဆွမ်းဆောင်ရည်တွေပြန်ထွက်လာမလားဆိုတာစောင့်ကြည့်ကြရမှာပါ။ဘူရူအနေနဲ့ကလည်း training camp တွေကိုတိကျလှုပ်ဆောင်နေတာ တွေ့ရပါလိမ့်။ သူအနေနဲ့မာလီကင်ကိုတစ်ချိန်နိုင်ထားပြီးဖြစ်လို့ရှော့ထွက်ထားရင်တော့အမှားကြီးမှားသွားနိုင်ပါတယ်။ပေတာရာကတော့ဒီပွဲကတကယ်ကိုကြည့်ရတာကောင်းမဲ့ပွဲချင်းတစ်ပွဲဖြစ်လာအောင်ပါပါ။မာလီကင်ကလည်းဘလို့အခင်းကြီးနဲ့တန်ဆောင်လာမလဲဆိုတာရင်ခုန်စရာစောင့်ကြည့်ရမှာပါ။မလီကင်းနေနဲ့၃နှစ်ကွန်ချန်ပီယံဆိုတဲ့ဂုံဘုတ်ကိုနောက်တစ်ချိန်ပြန်ယူနိုင်မလားဆိုတော့ဆက်လက်စောင့်ကြည့်သွားကြရမှာဖြစ်ပါလေခင်ဗျာမလီကင်းနဲ့ရူရူမာကေတို့ရဲ့ပွဲစဉ်ဟာအဆိုပါ1173ပြိုင်ပွဲရဲ့ကွန်မိုနီဘက်နေရာကနေပါဝင်လာမှာဖြစ်ပါလေ အဓိကခေါင်းပွဲနေရာမှာတော့ Featherweight နဲ့ Kickboxing Champion လူပွဲဖြစ် Legend Champion Super Bowl နဲ့ Champion Champion No Eri တို့ကရင်ဆိုင်ထိုးသက်သွားကြမှာဖြစ်ပါတယ်။အဲ့ဒီ Fighter ညောင်လုံးကလည်း Striking မိုင်းမှာရှေ့ချမ်းတဲ့ Fighter တွေပါပဲ။ဒါကြောင့်မို့အဲ့ဒီပွဲကလည်းတကယ်ကိုရင်ခုန်စရာတွေနဲ့ပြည့်နှက်နေမှာပါ။1 championship ကတော့1173မှာပါဝင်လာမဲ့အဓိကတွဲနှစ်ခုကိုပဲတည်ဝင်ချပြရသေးတာဖြစ်ပါလိမ့်။ပါဝင်လာမဲ့ပွဲတွေကိုလည်းမကြခင်မှာ direct ချပြလာပွဲရှိနေပါလိမ့်။ အဆိုပါ1173ပြိုင်ပွဲကိုဂျပန်နိုင်ငံမှာကျင်းပသွားမှာဖြစ်ပြီးနိုဝင်ဘာလ16ရက်နေ့မှာကြည့်ရမှာဖြစ်ပါတယ်။ပွဲကျင်းပဖို့အများကြီးလိုသေးတယ်လို့ပြောရမှာပါ။အဲဒီပြိုင်ပွဲမှာကျွန်တော်တို့မြန်မာဖိုက်တာတူဦးများပါဝင်လာမလားဆိုတာလည်းဆက်လက်စောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်ခင်ဗျာ။ဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။ဒါမင်းနေဒီမှာလေ MMA လောကနဲ့အာကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေးရင် subscribe လုပ်သွားကြဖို့တောင်းဆိုပြရစေခင်ဗျာအားလုံးပဲသာပျော်ရွှင်မှုကောင်းတဲ့နေ့လွတ်တနေ့ကိုပိုင်ဆိုင်နေကြပါစေ